မင်းတို့လုတ်ပိုင်ငွေချီလို့တော့ဟုတ်လားဘယ်ကအမင်းရလို့ဒီလိုအလုံးကအဖိတ်ကြလို့တော့ဒီတရွာလုံးကဗရာကုန်းတာတွေမဟုတ်ဘူးလားဟုတ်တယ်အဲ့ရေလိုင်းနဲ့ပတ်သက်လို့မင်းတို့ကငါးပြတ်တည်းအပေါက်ပါဘူးလားအဲ့ဒါခင်ဗျားလက်ရံမုံငွေထည့်ဘူးလားဟာဒီရွာထဲနေတာကျုပ်တို့လည်းအကုန်ဆိုင်လေဒါရွာရဲ့ရေသာဝင်တော့အာလူကွင်ရေလို့ဆိုလို့တယ်အဲ့လူကွင်ကိုချိုးဖောက်ရင်မင်းတို့ဘာဖြစ်သွားမှာလဲအဲ့ဒါခင်ဗျားတိုင်နေတဲ့ဒီတိုင်အေးရတယ်နော်ကျုပ်တို့ ဖွဲ့စည်းသဘောတစ်ခုတည်းနဲ့လောက်တာမဟုတ်ဘူးဒီပါလို့အဲအဲ့ဆိုရင်မင်းငါတန်ရမှာပဲတိုက်ရတယ်တိုက်ငါသာဝင်တန်ရမဲ့သာဝင်ငါသာဝင်တို့ကလောရမဲ့လောက်ပါဖြည့်ရှင်းရမဲ့သာဝင်မင်းတို့သာဝင်နော်အေးတို့ကလောက်ဆရာရှိရလောက်မှာပဲဟုတ်ပြီဟုတ်ပြီတိုက်ရရှိခဏတိုက်ရတယ်ဒါမင်းတို့ဖွဲ့အားလုံးမင်းတို့အကုန်လုံးတရွာလုံးတို့တို့ကရှင်းရတယ်ရတယ်ရတယ်တရွာလုံးကလောက်ပါဆိုလို့တို့တို့ကလောက်ဥပဒေရမင်းတို့ပြီလားဥပဒေစီကံဥပဒေနားလေလားဟုံးမော မေပုံမှ184တိလားဟုတ်ပြီပုံမှ190တိလားအေးပုံမှ194ကျောင်းအောင်နားမလဲရမင်းတို့မှားကုန်လိမ့်မယ်အော်တခါအင်တာဗျူးမယ်လို့ပြောထားတာလေကျင်ဟွာလေးဒီပလဲဘက်မှာရေပိုင်လိုင်းချက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေ။အော်ဟုတ်တယ်ဗျာအဲ့ဒါကျွန်တော်ရေပိုင်လိုင်းမချက်ခံလား။အော်ဟုတ်ကဲ့အဲ့ဒါအဲ့ဒါလေးကိုလေဟွာလေးဟိုအချင်းချင်းလေးပြောပြပေးလို့ရမလား။ဟုတ်ရပါတယ်ဗျာ။ ဟုတ်ကဲ့အဲ့ဆိုရင်အဲ့ဒီဖြစ်စဉ်အချင်းချင်းလေးတစ်ချက်လောက်ပြောပေးပါလားရှင်ဟုတ်ကဲ့ဖြစ်စဉ်ကတော့2024ဒုံးလာပိုင်းလောက်ကသူတို့ဘကဘကဘာဖာဖွဲ့ရနေပြီးတော့မှတိန်ကို9000ကနေ3000တိချင်လိုက်ခွဲတာပေါ့ဗျာဟုတ်ကဲ့အဲ့လိုခွဲတော့ကျွန်တော်ကအဲ့ဒီငွေကြီးပမာဏနဲ့ပတ်သက်ပြီးတော့မှရွာထဲကညှဉ်းယူတယ်နေကြတော့ကျွန်တော်စိတ်မချမ်းသာလို့အဲကျွန်တော်တော့မပေးဘူးပေါ့ဗျာနောက်ပိုင်းကျတော့ထိတ်တိုက် ညဆိုင်မှာပေါ့အဲ့ဒါနဲ့တို့ကလည်းဒီရောင်းလို့ဆန်ကကြာတော့တို့ကဒါဖြစ်တဲ့ညဆိုင်တော့တော့ကျွန်တော်ကတော့အဲ့ဒီပြည်သူတွေကိုတက်ငဲ့များပြီးတော့မှကျွန်တော်ကထိတ်တဲ့ညဆိုင်မျိုးဆိုပြီးချိန်ပေးထားတော့ဟုတ်ကဲ့အခုလိုထိတ်တဲ့ညဆိုင်ရတဲ့အခါကျတော့ကျွန်တော်တို့ကစာစာရစာရန်ကိုပြန်တို့ချင်းစာနဲ့ခေါ်တာပေါ့ဟုတ်အဲ့စာသုံးတော့လည်းတို့တာဝန်ခံလက်မှတ်မပါဘူး ။နောက်ပြီးတော့တို့ဟိုဒရိတ်သုံးလည်းမပါဘူး။အဘာမှတို့ကတော့အထောက်အထားမပြည့်စုံမဲနဲ့နောက်ပြီးတော့ဒီကျွန်တော်တို့ငွေကြေးပမာဏအနေထားနဲ့ဘာလုပ်ငန်းရှိလို့ဒီငွေကြေးခွဲရတယ်ဆိုတဲ့အကြောင်းအရာလည်းမပါဘူး။အဲဆိုကျွန်တော်မသွားဘူးပေါ့ဗျာအစည်းအဝေးလို့။ဟုတ်ကဲ့။မတော်တော့တို့ကအဲ့ဒီ byline ကိုတို့အစည်းအဝေးဆုံးဖြတ်ချက်နဲ့လုပ်တယ်လို့တော့ပြောတာပဲ။နောက်ပြီးကျွန်တော်လေးလာတဲ့လောက်ကတော့ဘယ်သူမှအားအောင်လက်မခံဘူးတဲ့။တို့လုံရက်က ပြောရရင်တော့ United ဘီနဲ့ပေါ့ကျွန်တော်ရေပိုက်တိုင်းနဲ့သူတို့ဘာမှဆိုင်ဘူးဒါအမေရိကန်ကနေပြီးတော့မှအလူရှင်ကနေပြီးတော့မှသူအလူထားလေးအဲရေပက်လဲတောက်တုံးရေအတွက်ကြည့်ကြည့်လေးဆက်ခဲကြုံနေဆိုပြီးမှကြည့်ရအောင်ဒါကုန်းရအောင်လူကြတာဟုတ်ဟုတ်โอเคရှင်ခဏလေးနော်အဲ့ဒီဟာအခုရွာကကြတော့တောင်ပရောက်ကုန်းလို့ကြားတယ်ဟုတ်လားရှင်ဟုတ်တယ်ဗျာပလင်းလည်းတောင်းပါကုန်ညဩဟုတ်အဲ့ဆိုတော့ဟိုဟာအခုလာဖြတ်တဲ့အဖွဲကကြတော့ဘယ်အဖွဲရလဲရှင် အဲ့ဒါဘာဘာရောဘာကဖာလဲကြေးရွာဘာကဖာဘာဖာလဲဩဒီဒီတောင်ပြောက်ကုန်းရဲ့ကြေးရွာဘာကဖာဘာဖာပေါ့ဟုတ်တယ်ရဟုတ်တယ်ဩဟုတ်ကဲ့ပါဟုတ်သူတို့ကသူတို့တောင်းနေငွေကြည့်ပမာဏကိုတာဝန်ကြီးအောင်မဆောင်ရလို့ပေါ့ဗျာအဲ့ဒါကိုကျွန်တော်တို့ဟာရေပက်လိုင်းကိုလာပြတာပေါ့ကျွန်တော်ယူထားတဲ့ရေပက်လိုင်းကိုလာဖြစ်စီးတာပေါ့ဩဟုတ်ကဲ့အဲ့ဒါသူတို့နှစ်ဆက်ကိုရနေရပြစီတော့30ရနေကျွန်တော်တက်ဆိုင်ကဖွဲ့စည်းနေတယ် တိုင်းပြီးတော့မှအဖြေရှင်းတော့သူတို့ဒီရေပယ်လင်းနဲ့ပတ်သက်လို့ငွေကြေးပမာဏမေးတွန်းမှကြံပြီးဆက်ပေးမှာပေါ့အဲ့ဒါနဲ့ကျွန်တော်နှစ်ပတ်ဆောင်လေးတွေအထက်ကလူကြီးတွေကများသူတို့ဖြေရှင်းပေးမှာလို့မပေးမပေးရနဲ့ကျွန်တော်ကိုယ်တိုင်ကကိုပြန်ဆက်ထားတယ်ဩဟုတ်အဲ့တော့သူတို့အဲ့လိုမျိုးကောက်တာကလားစင်လား9000ဆိုတာ9000ကကျွန်တော်9000ကြားရတယ်ဗျအဲ့ဒါဟိုမှာသူတို့က9000 ပေးပေါ့5000ပေးသွင်းပေါ့ဟုတ်ကဲ့အဲ့ဒါကိုသူက5000မပေးသွင်းရင်တော့ရေတိုင်လည်းဖြည့်စီးမယ်ပေါ့ဖြတ်မယ်ပေါ့ဟုတ်အဲ့ဒါအဲ့ဒီဟိုကလေအဲ့ဒီ5000ဆိုတာကလာတိုင်းဆောင်ရမှာလားမဟုတ်ဘူးရအခု2024လာတိုင်းကကျွန်တော်တို့အရင်ဆောင်ခဲ့တာကတလောက်300တောင်းလုံးသူတို့ပတ်ကပ်ပါပါပါရမုံငွေဆိုပြီးတော့ကျွန်တော်တို့ကပေးသွင်းခဲ့ဘူးတဲ့ဗျအဲ့ဒါကတစ်နှစ်တော့မကြာတယ်ဩအဲ့ဒီငွေကြီးပြမာနာ9000ကနေ3000ထိသူတို့ ဟိုဟာအစင်လိုက်အစင်နှမ်းခွဲမလို့ပေါ့ဗျာအဲ့လိုကောက်ခံတာပေါ့စပါကြီးရန်ရှိတဲ့လူကအကရှိတဲ့လူကဘယ်လောက်ဩဟိုတပင်းကြီးတော့မဟုတ်ဘူးပေါ့ဗဒိနာရတဲ့လူကဘယ်လောက်အဲ့လိုကျွန်တော်လဲလို့လဲစားဘယ်လောက်အဲ့လိုခွဲတာပေါ့အစင်သားဩအနည်းဆုံး9000လားဟုတ်တယ်အနည်းဆုံး5000နဲ့။အော်အရင်တော့တလား3000ပဲဆောင်ရတာပေါ့။ဟုတ်တယ်အရင်တော့တလား3000ပဲဆောင်ရတယ်။ကျွန်တော်တို့အကြီးအကဲမုံငွေတွေသူတို့ကအကုန်လုံးချက်ပြန်ထားလေးဒီတော့ဒီပတ်မြန်မာငွေတွေနောက်ပြီး ပြီးတော့ကာယံဘုံငွေတွေနောက်ပြီးတော့မှကျွန်တော်တို့ဒီအကျက်ဒီဟာရောင်းတဲ့ဆိုင်ကလာစဉ်ကြီးလိုင်းစဉ်ကြီးလာစဉ်ကြီးဆောင်ရတာတွေနောက်ပြီးတော့ရွာဝင်ကြီးတွေကြီးရွာနဲ့ပတ်သက်တဲ့ရွာဝင်ကြီးနောက်ပြီးတော့မှသူတို့ကြီးရွာနဲ့ပတ်သက်တဲ့ရံဘုံငွေအားလုံးကိုသူတို့ချုပ်ကန်ထားတာလေအဲ့ဒါတွေရောကျွန်တော်ရှင်းပြပါလို့တောင်းဆိုတာလေအဲ့ဒီ30နှစ်ရရှင်းနေနေရဩဒါဆိုရင်အကုန်လုံးကိုသူတို့ကချုပ်ထားတဲ့သဘောပေါ့ရံဘုံငွေအကုန်လုံးကိုရှင်းနေပတ်သက်တဲ့ တရွာလုံးပိုင်ဆိုင်တဲ့ရံပုံငွေအကုန်လုံးကိုသူကထုတ်ပြန်ထားတာလေ။ဩပြီးတော့အဲ့ဒါတွေကိုလည်းကောက်ခံရရှိတဲ့ရံပုံငွေကိုလည်းဘယ်နေရာမှာသုံးမယ်ဆိုတဲ့ဟာမျိုးလည်းမပြောဘူးပေါ့။အဲအဲ့ဒါကျွန်တော်ရှင်းပြခိုင်းနေပြီအဲ့ဒီကျွန်တော်ယုံကြည်မှုမရှိတာလို့ယုံကြည်မှုရှိအောင်ရှင်းပြပါလို့ပြောတော့ခမည်းတော်တည်းရှင်းမပြနိုင်ဘူးတရွာလုံးခေါ်ပြီးရှင်းပြဒီကတော့တောင်းဆိုတာပေါ့နော်။ဟုတ်ကဲ့။အဲ့ဒါလည်းရှင်းမပြနိုင်ဘူးတဲ့။အဲဆိုရင်လည်းခမည်းတော်ပြောတဲ့ ်တရွာလုံးကခိုင်းလို့လောရတာပါဆိုတော့ရေပိုက်လိုင်းကိုဖြည့်စည်းတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ကတရွာလုံးကိုစီဝေးခေါ်ပေးပေါ့အဲ့ဒီတရွာလုံးခင်ဗျားတို့ရှိမှပဲမေးမှာပေါ့ဒီငွေ9000မပေးဆောင်ရင်ရေပိုက်လိုင်းကိုဖြည့်စည်းမယ်လို့ခင်ဗျားတို့ကခိုင်းတာလို့ပြောတာဟုတ်လားလို့ကျွန်တော်ကမေးမယ်လို့ပြောတယ်သူတို့ကလက်မခံဘူးအဲ့ဒါလေဩဩဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်အကူကမပေးတဲ့အိမ်တွေကိုပဲအဲ့လိုမျိုးမပေးတဲ့မပေးဆောင်တဲ့အိမ်တွေကိုဖျက်ပြီးပြီပေါ့ မဟုတ်ဘူးပြကျွန်တော်တူတွေမပေးဆောင်နေတဲ့လုံးဝတာဝန်မကြည့်ရတဲ့လူကျွန်တော်ရွာထဲမှာတော်တော်လေးများများရှိသေးတယ်။အော်အဲဒါဆိုလို့ရှိရင်အဲ့မပေးဆောင်တဲ့လူကများတာကိုအခုဖြတ်တာကဟွာအကိုတို့အိမ်ဘယ်ဖြတ်တာလဲ။ဟုတ်တယ်ဟုတ်တယ်တခြားအိမ်မှာမဖြတ်ဘူး။တချို့တာဝန်မကြည့်သေးတဲ့တဝက်ပေးသွင်းထားတာရှိတယ်။အတာဝန်လုံးလုံးမကြည့်သေးတဲ့လူရှိတယ်။အဲ့အိမ်ကြီးကတော့ဘသူ့ဦးမှာသူတို့ကမလုပ်ဘူးပေါ့ဗျာ။နောက်ဆုံးတော့ကျွန်တော်က ဟိုခေါင်းမာတယ်ဆိုတဲ့သဘောပေါ့သူတို့ကျွန်တော်ကိုလှုပ်လိုက်လို့ရှိရင်ကျန်တဲ့လူတွေကမနေရဘူးပေါ့အော်ဟိုကလေဒီရဲဘော်တယောက်ပို့ထားတဲ့ဗီဒီယိုဖိုင်လေးကြည့်ရတယ်အဲ့ဒီမှာကျတော့ဟိုပေါ့အကိုကဗီဒီယိုရိုက်ထားတာလေးရှိရနော်အော်အဲ့ဒီဖိုင်ရောက်သလားဟုတ်ကဲ့ရှင်ရောက်တယ်ရှင်အော်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့အကိုကိုတိုင်းရိုက်ထားတယ်ဖြစ်နေနော်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်ရိုက်တယ်ဗျအဲ့နေကျွန်တော်ကလည်းဟိုနည်းနည်းတော့သိပေါက်တော့တာပေါ့ဗျာသူတို့အဖွဲ့စည်းကြီးအဲ့လိုကြီးနိုင်တဲ့စီနေလောက်တာကြလဲကျွန်တော်က မခံရမှုလေကျွန်တော်ကလည်းအမှန်ကန်ပြောရလို့ရှိရမဟုတ်မခံရတဲ့လူဆိုတော့အမှန်တရားပဲမြင်လို့တာလေဟုတ်ကဲ့ပါဟုတ်တို့လုံရကအဲ့ဒီအမှန်တရားမဟုတ်တဲ့အတွက်ကျွန်တော်ကအဲ့ဒါလေးတွေတော့အဲဒီဖြစ်စီတဲ့ဓာတ်ပုံလေးအဲ့ဒီဗီဒီယိုဖိုင်လေးတွေဟုတ်တယ်ရဲဘော် data တောင်းလို့ကျွန်တော်ပြလိုက်တယ်ရဲဘော်ဟုတ်ကဲ့ဟုတ်တယ်ကိုအဲ့ဒီမှာလေး interview လို့ရမလားဆိုတော့လေသူ့ကိုမေးခိုင်းလိုက်ပြီးတော့ဖုန်းနံပါတ်လေးပေါ့ပို့ခိုင်းလိုက်တာချင်းအခုမှဖုန်းဆက်ပြစ်တာပေါ့နော်ဟုတ်ဟုတ်ပြီဗျဟုတ်ပြီဗျဟုတ်ပါတယ်ဗျအဲ့လိုပါပဲအဖြစ်ပြက်ကတော့ကျွန်တော်တို့ကြီးရောရမွေတွေ နဲ့ပတ်သက်လို့အရှင်းခိုင်းနေသူတို့နောက်ပြီးတော့ဒီကျွန်တော်အိမ်မှာအဲ့ဗီဒီယိုဖိုင်ထဲမှာပါပါတယ်တရွာလုံးကခိုင်းလို့လောရတာပါဆိုရင်ကျွန်တော်အဲ့ခိုင်းတဲ့လူတွေကိုကျွန်တော်ကစီဝေးခေါ်ပေးပေါ့ကျွန်တော်မေ့ကျင်နေတယ်ပေါ့အဲ့ဒီကသူတို့ကတရွာလုံးကခိုင်းတာဟုတ်ပါတယ်ဆိုကျွန်တော်ငွေ900တောင်းတစ်ခါတည်းပေးခဲ့မှာပေါ့အဲ့လိုမဟုတ်ဘူးဆိုကျွန်တော်ပိုက်ပျက်စီးဖြက်စီးတာကိုပြန်ဆက်ပေးပေါ့အဲ့တော့တော့လက်မခံဘူးရဟုတ်ကဲ့ပါဟုတ်ဟုတ်အဲ့လိုအဲ့လိုဖြစ်ပြကြတော့အဲ့လိုပါပဲဩဟုတ်ကဲ့ပါကို ဟုတ်ကျွန်တော်တို့ပြင်နေတာတော့ဗျာတကယ်ကိုစိုးရွားပါတယ်အဲ့ဒီလိုနဲ့တက်စီးနေမှုတွေကတော်တော်များများကြုံရပါတယ်တွေ့ကြရပါတယ်อืมဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ဆိုရင်ဟိုပါလေဒီအခုရဲ့ဒီလို video file တို့ဓာတ်ပုံမှတ်တမ်းဓာတ်ပုံလို့ပေါ့နော်နောက်ပြီးတော့အခုပြောထားတဲ့အတန် file ရောညီမအဲ့ဒီအစင်လေးတို့တင်လို့အဆင်ပြေလောက်မလားယင် ဩရပါတယ်ကျွန်တော်အမှန်တရားတို့ဆိုဘ누구မတိတ်ဘူးမတိတ်ပါဘူးဩဟုတ်ကဲ့ပါဟုတ်ညီမတို့ကဒါဟိုဖွင့်တောင်းပြီးမှလုပ်ရတာပေါ့နော်အမှန်တရားချပြရဲဆိုပေမဲ့လည်းတစ်ဖက်လူထိကြိုက်မှကြတော့ညီမတို့ကမလိုလားဘူးလေအဲကျွန်တော်တို့တော့အမှန်တရားပဲပေါ်လွန်ပြီးကျွန်တော်ပဲအမှန်တရားတို့ဆိုတော့ကျွန်တော်တို့ကဘလိုလူနဲ့ရင်ဆိုင်ရင်ဆိုင်ရဩဟုတ်ကဲ့ပါကိုဟုတ်အဲဆိုလို့ရှင်เออกูตะชาเนี่ยบาแทบပြီးတော့ပြောကျင်တာရှိသေးတယ်မသိဘူးအဲ့ဒီဘက်ရဲ့အခြေအနေပေါ့လေอืมကျွန်တော်တို့အဲ့ဒီမြေကြီးအနေသားတွေအဲ့ဒီလို ခံစားနေရတဲ့ပြည်သူတွေရဲ့ကိုယ်စားပေါ့နော်။အဲဘဂဗဘာဘာဆိုတဲ့အကွယ်ကြီးတွေကကျွန်တော်တို့ပြည်သူတွေအပေါ်ငဲ့ညာတော့အနေအချင်းပြည်သူတွေစိတ်ဆိုးစိတ်ညစ်ဖြစ်အောင်မလုပ်ဖို့အဲ့ဒါလေးတော့ကျွန်တော်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ရှင်ဟုတ်။နောက်ပြီးတော့ဟိုအကိုမူနာကပြောတဲ့အဲမှာအချက်ကိုစာတင်ထားတယ်တိုင်ထားတယ်ဆိုတာလေးကြားမိသလားလို့ဟုတ်တယ်ကြာကျွန်တော်အဲ့ဒီမြို့နယ်အခွဲစည်းတွေကသူတို့အဲ့ဒီဗန်နက်ပြည်စည်းတော့မြို့နယ်အခွဲစည်း သူတို့ဘက်ကဖာကောင်းဆောင်ဦးနှမ်းဝင်းကိုကျွန်တော်ကလှမ်းပြီးတော့ဖုန်းဆက်တယ်ဗျဒီမှာလို့ကျွန်တော်သူတို့တောင်းတဲ့ငွေမပေးလို့ကျွန်တော်ရေပဲလဲငွေငါပြည့်စင်းနေတယ်လို့ခင်ဗျလူတွေပြောပါအောင်လို့ပြောတော့မပြောနိုင်ဘူးတဲ့အဲ့ဒါပြောချင်လို့ဦးတယ်စိုက်စားတာတက်လိုက်သလိုကျွန်တော်သူတို့ခန့်တဲ့တိုင်တိုင်စားတက်တယ်လေဟုတ်ကဲ့တိုင်စားတက်တော့အဲ့နှစ်ပတ်ကျွန်တော်ကစောင့်တယ်လုံးဝလာရောက်ဖြည့်ရှင်းပေးတာမရှိဘူးအဲ့တိုက်နယ်ဖွဲ့စည်းနေတယ်ပဲကျွန်တော်တို့၃၀နဲ့ခေါ်ပြီးတော့သူတို့ဟိုဟာဖြည့်ရှင်းပေးတယ်အဲ့ဒါလေသူတို့ တကလက်မခံဘူးဒီကြေးရွာဘက်ကပါပါပါလေဟုတ်ကဲ့အဲလက်မခံတာနဲ့ကျွန်တော်က15ရက်စီဒီဆောင်လေးနဲ့နှစ်ပတ်နှစ်ပတ်ဆောင်လို့မှတို့ကပြင်ချင်းပေးတာမရှိတော့ကျွန်တော်အဲရေပယ်လိုင်းကိုကျွန်တော်ကိုယ်တော်ပဲပြန်ဆရာတယ်ပေါ့ဗျာဩဟုတ်ကဲ့ဟုတ်ကဲ့ကိုအဲဒီတိုင်နဲ့ဟာမျိုးနယ်ဆိုတော့ပလဲမျိုးနယ်အဖွဲ့ကိုတိုင်တာပေါ့ဟုတ်တယ်ဗျဟုတ်တယ်ဗျအပါပါပါကပါတို့အဲမျိုးနယ်ကနေသင်းမရှင်းဘူးပေါ့ဒီတိုင်ကျေးရွာကိုပဲလွှဲလိုက်တာလား ကြည်ရွာကိုလွှဲဆိုကြည်ရွာတိုက်နယ်မှုတွေရှိတယ်ပဲတိုက်နယ်မှုတွေမျိုးတော့ဆုံးရှင်းနေတယ်ဩဒါလည်းဒီတိုင်းပဲပေါ့ပြန်ဆက်ပေးတာတို့နောက်ပြီးတော့ဟိုရဲရွာတရွာလုံးကိုခေါ်ပြီးတော့အတီလင်းပြောတာတို့လည်းမရှိဘူးပေါ့နော်မရှိဘူးရမရှိဘူးရကျွန်တော်ကအဲ့ဒါကြောင့်ရုံးကြည့်မရှိလို့မပေးတာလို့အဲ့ဒါအစည်းအဝေးခေါ်လိုက်ပါလို့အစည်းအဝေးခေါ်ပြီးလို့ရှင်ကျွန်တော်ပေးမယ်ပေါ့အကြံရှိတဲ့လူတွေလည်းကျွန်တော် ဒီယောဂီရောက်တဲ့နေသားဒီအောင် ရှင်းပြရဲဆိုရင်ကြံရှိတဲ့နေသားပုံကိုယ်တွေလည်းကျွန်တော်ပြောပြမယ်ပေါ့အဲလိုညှိတွင်းကြဖို့ပေါ့အခုကကျွန်တော်ကယောဂီမရှိလို့ဒီလိုမပြေးတာပေါ့အဲ့ဒါကိုသူတို့အနေနဲ့ရေပက်လဲနဲ့မဆိုင်ဘူးပေါ့ဒါကကျွန်တော်တို့ American Habitat Company ကနေပြီးတော့မှစောက်တုံးရေခဲခဲကြောင့်သူတို့ကလှူဒန်းထားတဲ့ pipeline လေးဟုတ်ကဲ့ရှင်ကြေးရွာနဲ့လည်းမဆိုင်ဘူးကြေးရွာနဲ့တော့တရွာလုံးနဲ့တော့ဆိုင်တယ်ပေါ့ငါကကိုယ်ကော်မတီဆိုတာရှိတယ်ဗျအဲ့ကော်မတီကနေပြီးတော့မှသူတို့ ကန်ထလိုက်ပြီးတာရွာအဖွဲ့ကိုရွာပရဟိတအရှင်ဆုံးတော်အဖွဲ့ဟုတ်ကနဟိုကားဆိုလာတယ်ကားရံမုံငွေဆိုလာတယ်ပရဟိတကားတွေကိုရံမုံငွေကောက်တာဟုတ်တယ်ဟုတ်တယ်ပရဟိတကားရံမုံငွေပဲနောက်ပြီးတော့ habitat ဆိုတာကျွန်တော်တို့တက်မြန်မာဆိုတာလည်းကြည့်ရရံမုံငွေပဲဩအဲ့ဒါမျိုးဒီအဲတောင်ဒီတောင်ပလောက်ကုန်းရွာပေါ့နော်အဲ့ကြီးရဲ့ရွာရဲ့ပကဖပပပဲအကုန်လုံးပေါ့ဟိုကနပြောတဲ့ဝက်သက် license တို့ ဟိုအကုန်အကုန်လုံးကိုဒီရပဲခြင်ထားတာပေါ့နောက်ထပ်လည်းစင်ဝတ်တက်လည်းစင်ဒီရခံရက်ဆိုင်နှလုံးသုံးလုံးအဲ့ရွာဝင်ဒီသမီးနဲ့ပတ်သက်တဲ့ဟိုပြေးဆောင်ရတဲ့ရွာဝင်ကြီးအဲ့ဒါတွေကဆိုတော့အကုန်လုံးချုပ်ခြင်ထားဩအကုန်လုံးပါတာပေါ့ဟုတ်တယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့က data ဖွံ့ဖြိုးရေးအတွက်ဆိုရင်တော့ကျွန်တော်တို့အစည်းအဝေးခေါ်ရဲသွားပါတယ်ကျွန်တော်ခေါ်တယ်လည်းဥစ္စာလုပ်ပါတယ်ဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ဟုတ်ကဲ့ဟုတ်ကဲ့သူတို့ပြဿနာတောင်းတဲ့အစည်းအဝေးဆိုတော့ကျွန်တော်မသွားဘူးပေါ့ဗျာအဲ့ဒါကိုသူတို့က အာနာဖီဇာမှုပေါ့အဲ့ဒါနဲ့တို့ကလာပြီးဖြည့်စည်းတာပေါ့ကျွန်တော်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ဟုတ်ဟုတ်အဲ့ဆိုရင်တော့လုံလောက်ပါပြီရှင်ဟုတ်အဲ့ဒါဟိုဒီဖိုင်လေးကိုဟိုကအပေါ်လိုင်းမော်တင်မယ်နော်ဟုတ်ကဲ့ပြန်လိုတယ်လို့ပြောကြပါဟုတ်ကဲ့ဟောအဲ့ဆိုရင်ခုလိုဖြည့်ပြရကျေးဇူးပါပဲနော်ဟုတ်ကဲ့ပြဟုတ်ကဲ့နောက်လည်းတကယ်ရှိရင်အဲ့လိုလေးတွေအကူအညီပေးပါအောင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအဲ့ရတိရတဲ့မြေပြင်သတင်းလေးတွေဒီဖုန်းနံပါတ်လေးမှတ်ထားပြီးတော့ပြောပြလို့ရရယ်နော် हो गया हो गया okay, हो गया बानो हो गया हो गया है